ရော်ရော်ရဲ့ထင်အားအခြေအနေကိုပြောပြလာခဲ့တဲ့အင်မိုရင်းပရိသတ်များလုံးမဲမိန်ပါများမန်ချက်စတာဖော့ဝါ့ချွန်ကနေပြန်လည်ရှိုးလိုက်ပါရင်မန်ယုံတင်းကတော့မီးရင်းနှစ်ခါနာဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါပဲဝက်ဆန်အသင်းကိုအင်ကွင်းမှာနှစ်ကိုပြန်ရှုံးနေခဲ့ရတယ်လို့အသင်းရဲ့အားထားရတဲ့နောက်ခံလူရိုးကလည်းထင်အားရရှိသွားခဲ့ပါရင် ယောဘာလိဖိုင်နယ်ပွဲရှိနေပေမဲ့အင်မိုရင်ကမန်ကစားမဟောင်းနေရဲ့ဝေဘန်လီကန်နာကိုဒီကြိမ်မှာဂယူးဆိုင်ပြီးလူဆုံထွက်ကစားသွားခဲ့တာဖြစ်ပါတယ်။မန်ကစားမလေးဆိုတာဒီလိုပါပဲအလကားနေအားရနေဝေဘန်လီကန်နေတက်ကြတာပါ။တော်တော်ပြောရတော့မြန်စကားတွေကတော့အကုန်လုံးခေါင်းနဲ့လိုက်ထည့်နေလူကယူးသွားယုံတာရှိပါလိမ့်မယ်။ကိုလုံးဆရာရှိတာကိုပဲအကောင်းဆုံးလုပ်ပြနိုင်အောင်စဉ်းစားထားရမှာဖြစ်ပေမဲ့ အေဗိုရင်ကဒီချိန်မှာတော့ဘလုံးတွေသဘောထားနေလည်းမပြောတတ်ပါဘူး။ဒါကြောင့်အခုဆိုရင် final ပွဲကစားရဖို့တပတ်ကျော်လောက်အလိုမာရင်အသင်းရဲ့အားချရတဲ့နောက်ခံလူတူဖြစ်တဲ့ရိုရိုကိုဒဏ်ရာပြသနာနဲ့ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။အခုလိုမျိုး final ပွဲရဲ့နီလာကာမှာရိုရိုဒဏ်ရာရရှိခဲ့တဲ့အတွက် final ပွဲကိုဝင်မကစားနိုင်မှာမန်ယူပရိသတ်တွေကစိုးရိမ်နေကြပါတယ်။ အင်မိုရင်ကလည်းပွဲချိန်ကစက်နံပါတ်မှာရိုရိုတန်ရာရရှိသွားတာနဲ့တပြိုင်တည်းလင်းနီလော့ကိုလူစားဝင်ကစားသွားစေခဲ့ပါတယ်။အမှန်ဆိုရင်ဒီလိုပွဲမျိုးမှာကရိုရိုထုတ်ကစားရတဲ့အထိလုံးဆရာမလို့အပ်ပါဘူး။လင်းနီလော့ကိုဝင်စားခိုင်းလိုက်လို့ရပါတယ်။ဒါပေမဲ့အင်မိုရင်ကလည်းကောင်းပါတဲ့နေပြတယ်မှာပါပါတယ်။သူကလင်းနီလော့ကိုလုံးဝမချိုက်ပါဘူး။ဒါကြောင့်တက်နိုင်တဲ့လောက်လင်းနီလော့ကိုအတုံးမပြုတ်ချင်ပါဘူး။ဂျားရဲမှာမက်ကွာယာကိုလည်းဖိုင်နယ်ပွဲအတွက်ခေါက်ထားချင်ခဲ့ပါတယ်။ ဒီအကြောင်းအရင်းကြောင့်ရိုရိုကဝင်ဆန်းလို့အရင်ပါတဲ့ပွဲအစဉ်မျိုးမှာဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ဆိုတော့အကျိုးဆက်အနေနဲ့အခုဆိုရင်ရိုရိုကဒဏ်ရာရရှိသွားခဲ့ပြီဖြစ်ပါတယ်။ယောဘာလီဖိုင်နယ်ပွဲကတိတ်မလို့တော့တာကြောင့်ရိုရိုကိုဖိုင်နယ်ပွဲမှာထပ်ပြီးဆုံးရှုံးရတော့မယ်ဆိုရင်ဒါကစပါတင်ကိုပို့ပြီးအားကောင်းလာအောင်မီလောင်ရလေးပင်ပေးလိုက်တယ်လို့မျိုးဖြစ်သွားစေနိုင်ပါတယ်။အင်မိုရင်ကတော့ရိုရိုရဲ့ဒဏ်ရာကိစ္စနဲ့ပတ်သက်ပြီးခုလိုပဲပြောသွားခဲ့ပါတယ်။အင်မိုရင်ကနောက်ရကြမှာပိုကောင်းတဲ့နေလနဲ့ရိုရဲ့ဒဏ်ရာပြဿနာကိုကျွန်တော်တို့ခဲဖေးရမယ်။သူတို့ခုခန်းစားနေရတယ်လို့မြင်တွေ့ရပေမဲ့ ဒါကအသေးအဖွဲလောက်ပဲလို့ကျွန်တော်ကတော့ယူဆမိတယ်။ရာသီအစမှလည်းသူဒီလိုပြဿနာရှိခဲ့ပါတယ်။ဒါကြောင့်ဒီကိစ္စကအစားချက်ပြောရလောက်တဲ့အထိတိမ်ပြီးခေါင်းထဲထည့်နေစရာတော့မလိုတော့ပါဘူး။ဒီအချိန်မှာရန်ကြီးမပြောချင်ပေမဲ့သူတန်ရကတိမ်ပြီးကြီးကြီးမားမားမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်လို့ပြောသွားခဲ့ပါတယ်။ပွဲမိမှာမြင်မြင်တွေးရှိလိုက်ရတဲ့တွေ့ဆိုရရိုဟာကွင်းထဲကနေထွက်ခွာသွားခြင်းမှာဂျန်နာကိုအသုံးမပြုခဲ့တယ်လို့အကာအကွယ်ပစ္စည်းတွေကိုလည်းဘာတစ်ခုမှအသုံးမပြုခဲ့ပဲဒီတိုင်းလေးသာလမ်းလျှောက်ထွက်သွားခဲ့တယ်လို့သိရပါတယ်။ဖိုင်နယ်ပွဲကမန်ယူအတွက်အသက်တမျှအရေးကြီးပေမဲ့နောက်ခံလူတွေကိုတယောက်ပြီးတယောက်ဆုံးရှုံးနေရတာပါ။လက်ရှိမှာတော့ဒီလေးကဂျန်ဟာကနေပြန်လည်တက်တာလာပြီဆိုပေမဲ့ဖိုင် င်းနဲ့ပွဲကိုဝယ်ကစားနိုင်ဖို့တည်ပြီးမတည်ကြသေးပါဘူး။လက်ရှိမှာဒင်းလက်ကဂျိုင်းနောက်တွေပါတဲ့အသုံးမပြုရတော့ဘူးဆိုပေမဲ့လမ်းလျှောက်တာကတော့ထောင်းနေထောင်းနေရှိနေသေးလို့မျက်မြင်တွေ့ရှိသူတွေကဆိုပါရင်ဒါအပြင်မန်ယူအသင်းဟာဒါလော့ကိုလည်းဒဏ်ရာကြောင့်ဆုံးရှုံးထားရပြီးဒါလော့ကတော့ဖိုင်နယ်ပွဲအမီပြန်လာနိုင်ဖို့အတွက်စိတ်အားထက်သန်လျက်ရှိနေပါတယ်။ဒါပေမဲ့မာနီနက်ကိုတော့လာမယ့်ရာသီအစပိုင်းအထိဆုံးရှုံးထားရမှာဖြစ်ပြီးချိန်ဆွမ်းပြနေတဲ့အာဆင်နယ်နောက်ခံလူဟောင်းအိုက်ဒန်ဟေဗန်ကလည်းပြန်မကစားပေးနိုင်သေးပါဘူး။ဒါကြောင့်ဒီအချိန်မှာရိုရိုပါတင်ရရသွားခဲ့တာကြောင့်ယူပါလီဖလားအရာယူဖို့အတွက်အားခဲထားတဲ့မန်ယူအသင်းအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဒီနေရာမှာအင်မော်ရီကိုတစ်ခုလောက်ထပ်ပြီးသတိပေးချင်တာကအာချောင်းလုံးချတဲ့မဲကစားသမားဟောင်းရဲ့စကားတွေကိုပဲခေါင်းထဲမထည့်ဖို့မှာကျင်ပါရင်ဒီဘက်တွေကအလကားနေအာချောင်းကြဖို့ပဲတီးကြတာပါပြောစရာမရှိရင်တော့မှမရှိရှိတာကိုရှာကြံပြောထည့်ကြတဲ့သူတွေပဲဖြစ်လို့သူတို့ရဲ့စကားတွေကိုခေါင်းထဲမထည့်ပဲကိုလုံးစရာရှိတာကိုသာခေါင်းထဲထည့်ပြီးကိုယ့်ရဲ့လမ်းစဉ်အတိုင်းဆက်ပြီးရှောက်လန်းဖို့ကိုလည်းအင်မော်ရီကိုအကြံပြုလိုက်ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုကဒီလောက်ပါပဲနောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ